ကဲကျက်သမားပေါက်စလေးဒီဦးလေး friend ထဲမှာရှိတဲ့ကျက်သမားပေါက်စလေးဒီဦးမင်းတို့လူကြီးကျက်လိမ်မှာကင်တော့မယ်ဆိုလို့ချင်းဦးလေးတတိလေးတစ်ခုပြေးရမယ်အဲ့တော့မင်းတို့ကျက်လိမ်မှာတကောင်ကင်တော့မယ်ဆိုလို့ချင်းနံပါတ်1ကျက်ယူကျက်တတ်ကောင်းရမယ်နော်နံပါတ်1ကျက်ယူကျက်တတ်ကောင်းရမယ်နံပါတ်2ကျက်ရိုက်ကျက်ကကျက်ပြဲ ရှိဝင်ရမယ်။နောက်နံပါတ်3ငုတ်ငုတ်ချရမယ်။နော်ငုတ်ချရမယ်။နောက်နံပါတ်4ပေါင်ကြည့်ရမယ်။လေဦးလေတိုင်းကြည့်ရမယ်။ဖွဲ့စည်းပုံကောင်းအောင်မှာဒီအချက်၄ချက်လောက်ပါမှမလို့ကြက်လိမ့်မှာကိုကင်လို့ရတယ်။အဲ့တော့ကြက်လိမ့်မှာတကောင်ဟာဖွဲ့စည်းပုံမရှိဘဲနဲ့ကြက်လင့်ကြက်ကောက်ပေါင်သေးသေး လေပင်တီတီနာမပေါ့မင်းကြိုက်တော့ရိုက်နေပြီကြိုက်တော့ကောင်းနေပြီအဲ့ဒီမင်းကြာရှည်ယုံလာတဲ့အခါကျရင်ကြက်ခုတ်ကြာကြက်မိုက်ကြက်တိုးတွေနဲ့တွားတွေ့လို့ရှိရင်သူ့ရဲ့ယုံအားဆွဲအားဤတဲ့မှုကတွားချုံတာပဲဘာဖြစ်လို့သူကသူကဖွဲ့သီးဝင်မပါတဲ့ကြက်လေးကြက်ကောက်ဟိုလုံးဝကြက်ဘလောက်ချော်ချော်ဘလောက်ကောင်းကောင်းကြိုက်လို့မရဘူးဟဲ့နော်အဲ့တော့အဲ့တော့မင်းတို့ ကျစ်လိမ်မာတကောင်ကို तू อ่ะ तू อ่ะပုတ်ကြည့်လို့ရှင်ကောင်းကြီးမကောင်းကြီးကျွန်တော်တို့ဘယ်လိုသိနိုင်မုံ ਨੇ အေးဟုတ်ပြီကျစ်လိမ်မာတကောင်ကိုကောင်းကြီးမကောင်းကြီးသိကြည့်လို့ရှင်မင်းတို့ကောင်နေကျက်15မိနစ်လောက်ကြေဟိုးကျက်တက်ရှိပြီးတော့ငုတ်ပါထားတဲ့ကျက်တကောင်နော်ကျက်တကောင်အမားတကောင်နဲ့အားငါးကျက်သားလောက်အသေးတဲ့အမားတကောင်နဲ့မင်းတို့ပုတ်ကြည့်လိုက်ပေါ်ကြည့်ရလို့မိနစ်20အစိတ်30မှာရက်တန့်သွားတာတုံဆိုင်သွားတာပြုံလဲသွားတာဣွားတာ ဒါမျိုးရှိလို့ရှိရင်အဲ့ချက်ကကင်လို့ရတယ်။နော်အဲ့လိုမှမချိပဲနဲ့မိနစ်စိတ်30လဲမရဘူးလာနေတယ်မိနစ်40လဲမရဘူးလာနေတယ်ဒါဆိုရင်တော့မင်းအဲ့ချက်လိမ်မှပွားမကင်နဲ့အဲ့ချုံးပါပဲ။ပေါင်းတော့မရှိမဝင်ဘူး။အဲ့ချီဝင်ဘိုက်တွေပေါင်းနေတော့ခိုင်းမိရဲ့အဲ့အမနှုံနဲ့ပြီးတော့ကြံနေခဲ့တယ်မလာနိုင်တဲ့အနေထားရအောင်ဖြစ်တယ်။ဟုတ်တော့အဲ့တော့ကြက်လိမ်မှကင်မဲ့ဆိုရင်အဲ့ဒီအချက်ဒီပါမှ မင်းတို့ကြက်ကြိုင်မလို့ဒီနေရာနေနဲ့ပြောလိုက်ပြရစီကွာဒီနေ့ကြက်ဝိုင်းထဲမှာအမြင်တစ်ခုဟိုအခုတလှမ်းလောက်ရှိပေါ့အဲကြက်ဝိုင်းထဲမှာကြက်သမားတွေလမ်းကိုကြိုင်လာတာอืม50កောင်လောက်ရှိပါတယ်အဲ့တော့ဒီ50កောင်လုံးကဝိုင်းတိုက်ဝိုင်းထဲမှာသူကကြက်ခုတ်လှပြီးတော့ရှုံးသွားတာကိုဦးတော်တောက်တွေ့ရအဲ့တော့ မင်းတို့တွေလမ်းကင်မယ်ဆိုလို့ရှိရင်လမ်းလွယ်လွန်းတူလူကင်လို့မရဘူးတုံးတော်ဟိုနှိမ်ညာမုံတော့ဥတော်မင်းတို့တွေဆက်လက်ဆုံးကျုံးနေမှာကြောက်လို့အမိုက်ကိုမင်းတို့အမိုက်တို့အခွတ်တို့ပဲမင်းတို့ပြောင်းကင်စေခြင်းလေဘာလို့ဆိုမင်းတို့မင်းတို့တွေလမ်းအဆင့်ကိုမှုဘူးသွားတော်တော်နဲ့မလွယ်ဘူးတော့ဟိုကျမိုက်တို့ကျခုတ်တို့ကျခုတ်တတ်တို့ဒါမျိုးကိုကင်နေသွားတာဒါလူတိုင်းပြုပြင်ကင်ပြီးလွယ်လွယ်လွန်းတူကျွေးမွေးပြီးလုပ်လို့ရတယ်လမ်းကိုကင်မယ်ဆိုလို့ချင်း မိတော်တော့အုံကအရင်ရှင်းနဲ့မရဘူးဟုတ်လားအခုလမ်းကြက်ဝိုင်းထဲမှာအခုဒီတလားထဲမှာဆိုတော့10កောင်း12កောင်းလောက်ရှိပေါ့တွေ့ရအဲ့တော့အဲ့ဒီ10កောင်း12កောင်းလုံးကအကုန်လုံးချုံသွားတာကိုတွေ့ရတယ်ဟိုအစောပိုင်းအပေါ်ကြီးလူလူပါလူလူဖြစ်ပြီးနောက်ပိုင်းအကုန်ချုံသွားတယ်ဘာဖြစ်လို့ဆိုတော့လမ်းသူလားမင်းတို့လမ်းတစ်កောင်းရွေးချယ်မယ်ဆိုလို့ရှိရင်ကြက်ကလမ်းကောင်းတဲ့ကြက်ကအတိတ်တိုင်းလမ်းကောင်းတာမြင်နေရတယ်ငုံယူခြေတာတို့ဘာလို့ပါမယ် လမ်းတော့ကောင်းပါရဲ့ငုံမပါဘူးဆိုရင်မင်းဒါတိတ်တဘာဝမကြဘူး။ဘုံတော့ဟိုလူမိနစ်20ခွာမယ်နေမှာမိနစ်40လောက်ခွတ်နေရတယ်။ဟုတ်လား။တကယ်လို့ကိုရှိဝင်ခဲ့ရင်တော့အဲ့တော့မင်းတို့လမ်းကျက်တကောင်ကင်ညော့မယ်ဆိုလို့ရှိရင်လမ်းကျက်ကငုတ်ပါရမယ်။နော်ငုတ်ပါရမယ်။ကျက်တကောင်နည်းနည်းမာတာဟူပြီးပြီးတော့အပြင်မှာခွတ်လဲပုတ်လာခွတ်လဲပုတ်တဲ့အချိန်မှာအဲ့ဒီမာတာပေါင်နေညိုကုန်လားဘိုက်တိမဲကုန်လားနော်နောက်ဆုံး ချီငုတ်တကယ်ဝင်နေတယ်ကန္နာရိုက်ချတာပြီးပြင်းတယ်ဆိုလို့ချင်းအဲ့ဒီမျက်နှာမှာတက်ပြညိုမဲကုန်တယ်အဲ့ဒါမှအဲ့လမ်းကင်လို့ရတာမင်းတို့တွန်းချနေတဲ့လမ်းကိုမကင်နဲ့လို့ကွာဟုတ်လားတချို့ဆိုရင်နောက်ွက်တွေကောင်းပြီးတော့ရှေ့ွက်မပါဘူးเนาะလမ်းနောက်ွက်တော့ကောင်းတယ်ရှေ့ွက်မပါဘူးဒါလည်းကင်လို့မရဘူးဟုတ်လား နောက်ကကောင်းလို့ချစ်ွက်ပါမယ်ရိုက်ချရဟုတ်လားပေါင်လေးဘိုက်တွေညူမဲတဲနေရမယ်နောက်ဆုံးမျက်နှာကိုအမ်းပြီးညူလာတယ်ဒါမှလမ်းကင်လို့ရတာအဲ့တော့မင်းတို့လမ်းကင်ဘူးကတိတ်မလွယ်ဘူးနော်လမ်းကင်တဲ့ကလေးတွေမင်းတို့ဥတော်ဟိုခမရဆရာကြီးလောက်တယ်လို့မပြောနဲ့မင်းတို့ကောင်ကြီးဆက်ဆုံးကြုံးမှကြောက်လို့လမ်းကင်တယ်ဆိုတုံးတော့ရေရှုံးနဲ့မကင်လို့မရဘူးဟဲ့လားတွေးမွေးပြုပြမှုလဲတအားလို့တယ် ဟိုမင်းတို့လမ်းကင်တော့မယ်ဆိုလို့ရှိရင်ရှီဝင်မဝင်ဤညူမဲတဲနေအပေါ်မျက်နာကိုတက်ပြီးညူဤမညူဤဒီဟာလေးမညူမရှင်းမတုံဆိုင်သွားဘူးကြက်မိုက်မရက်သွားဘူးဒါရီရဒီလမ်းကင်လို့မရဘူးအဲ့တော့လမ်းကင်တဲ့လူဒီတေရှာကြည့်ကြက်ကင်ကြနော်ဟိုလမ်းကင်မဲ့သားကိုအမိုက်အခုတ်လေးဒီဟိုအခုတ်တက်လေးဒီဖြီကောင်းတာလေးနှုတ်တိရတာလေးဖြီပေါင်းပါတာလေးဒါလေးကင်ပါနော်လမ်းကင်ကူဟာ တောင်းတောင်းအရင်ရှင်းနဲ့ကန်ရုံမရပါဘူးလို့ဥပဒေတော့ဒီအနေနဲ့မင်းတို့ကလေးတွေနောက်ထပ်ဆက်ပြီးဆုံးဆုံးမှကြောက်လို့နော်တချို့တွန်းချတဲ့လမ်းမမသိကန်ချတဲ့လမ်းမမသိရှူဝင်တဲ့လမ်းမမသိနဲ့နော်မိုးကြက်ခုတ်လေးလာပြီးလာလာတိုက်ဂုံဂုံရောနော်အခုလမ်းနေတွေ့တာလမ်းအကောင်တော်တော်များများတိုင်းချုံသွားပါလေလို့နော်လမ်းကန်ရင်ကလေးတွေကြိတ်ကန်ကြပါနော်ကျက်မကူတော်ကောင်တွေ့ရဲ့ကျက်မကူတော်ကောင်တွေ့ရဲ့ကျက်ကိုစက်ကူလေးကြာနာ အမှုတပင်းမှမကြည့်ဘူးကျမအသားကြီးတော့ပဲရှိရပါစိမ့်ပြီးတော့ပြလင်းလင်းရင်22သိန်းလောက်တော့မသိတိုက်သွားတာဟာကြက်ကောင်းတာလုံလုံအားကြီးကြက်နေတယ်ဟိုစတ်နေတယ်ဟိုကတောင်ခွာလောက်နေတာလာတော့ဖြည့်ချွတ်တယ်မလာရင်ရှေ့ဟိုလက်နည်းနည်းလိုက်ငွေငွေအတန်ကြားနေတဲ့အတန်နဲ့ပြီးပြီးဆောင်ကြက်အမအညက်ကြက်လုံးဝစက်ခုလို့ကြက်တော့ တော့အဲ့မကူတော့တော်တော်လေးစားဖို့ကောင်းတယ်ကြက်ကတော့ကြက်ပိုင်ရှင်ကတော့ပြီဘက်ကဖိုးဆူအဲဒီကောင်လေးကြီးမှာဥတော်ကြက်ဒီကြက်ကလေးကိုဒီတပိဒါ35 40လောက်ရှိရဲ့ကြက်ဒီကြက်ကိုဥတော်72တိန့်ရှိပေးသေးတယ်ဥတော်ကတော့ဥမောင်ဖိုးဆူလောက်တော့မတိုက်ဘူးပေါ့ကွာဒါပေမဲ့လို့ကြက်ကိုဓာတ်ရီကိုမျိုးထိုးမျိုးကနေလောက်တာအဲ့တော့ကြက်လမ်းနဲ့သွားတွေ့ရကြက်မိုက်ဘူတာရာဆုံးတဲ့နုံးမဆိုးရဘူးဟောကြက်ဘလောက်ကောင်းလို့မကောင်းဘူးနော် မြို့ဂျူတတ်ထားလို့ပဲမြို့ဂျူတတ်ထားလို့ပဲခုတ်တယ်ကန်တယ်ခွေတယ်ကြိုက်တယ်ဘာတစ်ခုမှလှုပ်လို့မရအောင်နောက်ဆုံးဤကုန်ထုတ်သွားတာအဲ့ကမိုက်ဘလောက်ကောင်းကောင်းတော့အဲ့လိုကြက်လိမ့်မှာတော်ကောင်းတဲ့ကြက်နဲ့တွေ့တော့မအလကားပဲကြက်လိမ့်မှာကောင်းတွေ့ဘူးပါတယ်อืมဤဘော၄၅နှစ်နေလောက်မှခုလိုတကောင်တွေ့တာဟောကြက်ပိုင်ရှင်လေးကတော့ဤကဖိုးဆူကြက်လာတိုက်တာဒီကြက်လေးကတော့ဦးတော်မဖိုးဆူစီမှာအနူးညွတ်မြစ်တားရက်ခံပြီးတော့ ဆက်၂သိန်းထိပေးဝယ်တယ်ဒါပေမဲ့လို့မရခဲ့ဘူးမော်ဖိုးဆိုရင်မင်းကိုဥတော်ဆရာလောက်တာမဟုတ်ဘူးမင်းနောက်တဝိုင်းကိုမင်းကလည်းကြီးအကြီးကြီးအများကြီးတိုက်တာတော့ဟောဆိုနောက်တဝိုင်းကိုမင်းကြိုက်တိုက်မယ်ဆိုလို့ရှိရင်ဥတော်ဆရာလောက်တာမဟုတ်ဘူးဒါပထမခောက်ပဲရှိသေးတဲ့အတွက်ကြောင့်မင်းနောက်ခောက်မှာမင်းဒီကောင်ရဲ့အစိတ်တော့ထားပြီးလို့ရှိရင်ရှိကျော်ဆန်းရင်မင်းနဲ့20အစိတ်ထိဆန့်မှာငါငါညီလေး မင်းဆရာလောက်တာမဟုတ်ဘူးမိနစ်20အစိတ်လောက်ထမ်းပြီးမှနောက်တာ9ရက်လည်းမှ5 6မိနစ်9မိနစ်ရှိပြန်ထွက်ပြီးဆိုမှမပြန်တိုက်ပါမင်းအောင်မြင်ပါပါမင်းဒီချက်ကတော့နိုင်မဲ့ချက်မရှိသလောက်ပဲနော်မော်ဖိုးချိုမင်းများချက်ကလေးနားမယ်ဆိုရင်တော့ဥတော်နဲ့ဝိုင်ထဲမှာလည်းတွေ့ညာပဲကွာပြမျိုးထိုးငှားမယ်ဆိုရင်တော့ဥတော်စောက်ရှောက်ပေးထားပါမယ်လို့နော်